င်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့အကျိုးဆိုပါရစေ။ဒီနေ့ကတနင်္လာနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ Italy Serie A ပွဲစဉ်ရောတခြား Premier League ရယ်စပိန်လာလီဂါပွဲစဉ်တွေဒီနေ့ညမှာကစားဖို့ရှိတယ်ပေါ့နော်။ပြီးတော့ဒီညနေ9:00နာရီထိုးမှာကစားမဲ့ Italy Serie A ပွဲစဉ်တွေလည်းရှိတယ်ပေါ့နော်။အဲပွဲစဉ်တွေအသုံးသက်ချက်တွေကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးမယ်။အဲ့တော့ Telegram Channel ကို join ကျင်နေဆိုလို့ရှိရင်ဒီ video အောက်က comment မှာ Telegram Channel link ကိုချပေးရတယ်။ဝင်ပြီးတော့အဲ့ link ကိုနှိပ်ပြီးတော့ Telegram Channel ကိုဝင် join ထားလို့ရတယ်ပေါ့နော်။အဲ့တော့ဒီနေ့ညရဲ့ဒါပထမဆုံးပွဲစဉ်ကဒီနေ့ညတနင်္လာ ဆန်အောင်မှကစားမယ်အီတလီစီးရီးပွဲစဉ်တွေဝယ်ဖြစ်တယ်။ပါမနဲ့ဂျူပင်တက်ပေါ့နော်။အဲ့ပွဲစဉ်အကြီးကိုကျွန်တော်ပြန်ကြည့်ဂျူပင်တက်ကဂိုးသွင်း65ပြားရမယ်။ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ချင်းနှစ်ဂိုးသွင်းပြား90ရှုံမယ်ပေါ့နော်။အဲ့တော့ဒီနှစ်သင်းရဲ့ထိတဲ့လေးဆောင်ကနောက်ဆုံး9ဂျင်ကိုကျွန်တော်ပြန်ကြည့်6ဂျင်ကဒီနှစ်သင်းပေါင်းအတွင်းကို3ဂိုးထိရောက်ခဲ့တယ်။ပါမရဲ့အိမ်ဝင်ပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်လဲနောက်ဆုံး9ဝက်မှာဆိုလို့ရှင်နှစ်သင်းပေါင်းအတွင်းကိုအဆင်စုပေါင်း35ဂိုးထိရှိရပေါ့နော်။ပြီးတော့ပြီးတော့ဂျူပင်တက်ရဲ့အဝေးကွင်းနောက်ဆုံး9ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှင်လဲ3ပွဲ3ပွဲကဒီနှစ်သင်းပေါင်းအတွင်းကို3ဂိုးထိရ ောက်ခဲ့တယ်ပြီးတော့ဂျူမင်တက်ရဲ့အိမ်ကွင်းဝေးကွင်းနောက်ဆုံး၅ပွဲကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်လည်းတပွဲပြင်းမြနှစ်တင်းပေါင်းတွင်ကိုကဒီ2.6ဂိုးလीရှိရယ်ခုနောက်ပြီးတော့ပါမောက်ကိုပြန်ကြည့်နောက်ဆုံး6ပွဲမှာ6ပွဲကတိုက်စစ်က2ဂိုးဒီရောက်အတွင်းထားတယ်ပြီးတော့ဂျူမင်တက်ရဲ့ခံစည်းကလည်းနောက်ဆုံး2ပွဲဆက်မှာပေးကိုခွင့်ပြုထားရဲဆိုတော့ဒီပွဲမှာကျွန်တော်အနေနဲ့နှစ်တင်းပေါင်းတွင်ကိုရေးတွက်ကြည့်ခြင်းနဲ့ဒီ2ဂိုးတွင်ပြ90ရှုံမယ်ဆိုပေမဲ့လို့ဒီပွဲမှာနှစ်တင်းပေါင်းတွင်ကိုရှိလိမ့်မယ်လို့ထင်တယ်ပေါ့နော်အဲ့တော့ဒီပရမောဆုံးပွဲတွင်အနေနဲ့ဆိုလို့ရှိရင်6ပေါ်ရွေးချယ်ပြမယ်ပေါ့အဲ့တော့ဒီနေ့ညရဲ့နောက်ထပ်ပွဲတွင်ဒီပွဲကဒီနေ့ညတနင်္ဂနွေ မှကစားမဲ့ပရီးမီယာလိပွဲစဉ်တစ်ပွဲဖြစ်တဲ့စပါးနဲ့နော်တင်ဟမ်ဖောရက်ပေါ့နော်အဲ့ပွဲစဉ်ရဲ့အခြေအယူကျွန်တော်ပြန်ကြည့်နော်တင်ဟမ်ဖောရက်ကလေဘယ်၅ပြားရှုံမဲ့ပြီးတော့၉ပေါင်းအနေနဲ့ဆိုလို့ရှိရင်၃ကိုသွင်းဆယ်ပြားရမယ်ပေါ့နော်အဲ့တော့နော်တင်ဟမ်ဖောရက်ကဒီရာသီအစပိုင်းမှာသူတို့ရလက်တွေကောင်းခဲ့တယ်ပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်ဆိုလို့ရှိရင်လက်ရှိမှာသူတို့အခြေအနေကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကိုသာဖောရက်အနေနဲ့နိုင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်သူတို့အဆင့်၃နေရာထိကိုလက်ရှိမှာတက်လန်းသွားနိုင်မှာပေါ့နော်ဒါမှမဟုတ်စပါးနဲ့ထိတဲ့လေးဆောင်ခဲ့တဲ့နောက်ဆုံး9ချိန်မှာဆိုလို့ရှိရင်တော့6ချိန်က Forex ရဲ့တိုက်စစ်ကအမြင့်ဆုံးတွင်းကိုတခုပဲရခဲ့တယ်ပြီးတော့ဒီ နေတဲ့ရဲ့ထိထိတွေ့ဆုံခဲ့ရနောက်ဆုံး6ချိန်မှာဆိုလို့ရှိရင်လည်း4ချိန်က go out ခဲ့တယ်ပေါ့နောက်ပြီးတော့စပါးရဲ့ပြိုင်ပွဲဆုံးနောက်ဆုံး6ပွဲမှာဆိုလို့ရှိရင်လည်း4ပွဲက go out ခဲ့တယ်ပြီးတော့စပါးကဒီရာဒီ Premier League မှာဆိုလို့ရှိရင်လက်ရှိတော်တော်လေးကိုအချိန်ကြီးဆိုးနေတယ်ဆိုပေမဲ့ Europa League မှာသူတို့ပုံစံကောင်းနေရနေတယ်လက်ရှိမှာဆိုလို့ရှိရင်လည်း Europa League ရဲ့ semi final ထိကိုစပါးရောက်ထားတယ်ပေါ့နော်အဲ့တော့ဒါကြောင့်စပါးအနေနဲ့နောက်ပိုင်းပွဲစဉ်တွေမှာ Premier League ထက်သူတို့ Europa League ကိုပိုပြီးအာယုံဆိုင်ကစားပွဲရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာဒီ net team အသင်းကိုအရာလဲနေပါသွားလိမ့်မယ်လို့ထင်တယ်အဲ့တော့ဒီ သုံးခုအတွင်းဆယ်ပြားရောက်မယ်ဆိုပေမဲ့လို့ဒီဒုတိယမြောက်ပွဲစဉ်မှာတော့ကျွန်တော်ကိုယ့်အကူရွေးချယ်ပြီးမှာပေါ့အဲ့တော့ဒီနေ့ညရဲ့ဒါနောက်ထပ်နောက်ဆုံးပွဲစဉ်တစ်ပွဲကဒီနေ့ညတနင်္ဂနွေမှာကစားမယ်စပိန်လာဒီကပွဲစဉ်တစ်ပွဲဖြစ်တဲ့ဂီရိုနာနဲ့ဘတ်တေပေါ့နော်အဲ့ပွဲစဉ်ရဲ့အကြီးအကျယ်ကျွန်တော်ပြင်ချင်ဘတ်တေက level 25ပြ5ပြရှုံမယ်ပြီးတော့ဂိုးပေါင်းနေလဲဆိုလို့ရှိရင်ဒီနှစ်ကိုယ်အတွင်း95ပြရှုံမယ်ပေါ့နော်အဲ့တော့ဂီရိုနာကသူတို့နောက်ဆုံးကစားထားတဲ့၃ပွဲမှာ၃ပွဲလုံးရှုံတယ်ပြီးတော့ခန်းစစ်ပိုင်းကလည်း9ဂိုးတိသူတို့ခွင့်ပြုပေးထားတယ်ပေါ့နော်ပြီးတော့တိုက်စစ်ကလည်းသူတို့ရဲ့ဒီအနေနဲ့2ဂိုးပဲရထားတ ယ်ပြီးတော့ reemit reemit နဲ့တွေ့ဆုံခဲ့ရင်နောက်ဆုံး73ချိန်မှာဆိုလို့ရှိရင်လည်းသူတို့တပွဲပဲနိုင်တယ်ပေါ့နော်ဒီတစ်ဖက်ကဘက်တစ်ကတော့ဒီနောက်ဆုံး71ပွဲမှာသူတပွဲပဲရှုံနေပြီးတော့ La Liga အဝေးကွင်းနောက်ဆုံး3ပွဲဆက်မှာဆိုလို့ရှိရင်လည်းသူလုံးဝရှုံးပွဲမရှိသေးဘူးပြီးတော့နောက်ဆုံး9ပွဲမှာဆိုလို့ရှိရင်လည်း6ပွဲထိအနိုင်ရတယ်ပြီးတော့ clean sheet ရခဲ့တာအစုစုပေါင်း၄ပွဲရှိရပေါ့နော်အဲ့တော့ La Liga မှာဆိုလို့ရှိရင်ဘက်တစ်ကဒီနောက်ဆုံး10ပွဲမှာတပွဲပဲရှုံခဲ့ပြီးတော့ Girona ကတော့ပြန်ဝဲဆုံး နောက်ဆုံး14ဘွဲမှာသူတို့နိုင်ဝဲတစ်ဘွဲပဲရတယ်ခုနကလက်ရှိဖောင်ရကျွန်တော်ပြန်ကြည့်ရင်ဘတ်တိတ်ကဂီရိုနာထက်ပိုပြီးကောင်းတယ်အဲ့တော့ဒီဘွဲမှာကျွန်တော်ဘတ်တိတ်ကိုသဘောကျတယ်ခုနကဒီ level 15ပြားရှုံးတေးကြရင်လည်း15ပြားရှုံးမယ်ဆိုပေမဲ့လို့ဒီဘွဲမှာဘတ်တိတ်အဝေးကွင်းမှာဂီရိုနာကိုနိုင်စားနိုင်လိမ့်မယ်လို့ထင်တယ်ခုနကအဲ့တော့နောက်ဆုံးဘွဲစဉ်အနေနဲ့ဆိုလို့ရှိရင်ဘတ်တိတ်ကိုရွေးချယ်ပေးမှာပေါ့အဲ့တော့ဒီနေ့ဘွဲစဉ်နေရဲ့သုံးသက်ချက်ဒီနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်ကိုလည်းဒီ video အောက်က comment မှာဝင်ပြီးတော့ရေးသားသွားလို့ရတယ်ပြီးတော့ဒီ video ကဒီညီကိုတို့အတွက်ဒီအထောက်အကူပြုခဲ့မယ်ဆိုလို့ရှိရင်လည်းတိုင်းရန် share နဲ့ဒီ channel ကို subscribe လေးလုပ်သွားလို့ရတယ်ဗောနော်